မင်္ဂလာပါရှင်ဧပြီလ12ရက်စနေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ရှိကုံစီတော်ဘန္နာတော်ထိန်ကောပကဝဲကဖွင့်လေတော့တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ်မာတင်းနေဆင်းမွေကျင်းပတဲ့တွင်ဖြစ်ပါတယ်ရှိကုံစီတော်ဘန္နာတော်ထိန်ကောပကဝဲကကြီးမှုကျင်းပတော့တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ်မာတင်းနေဆင်းမွေနှင့်ဆုချင်းမြင်ပွဲကိုဧပြီ10ရက်နေ့နဲ့9နိုင်က အောက်ပစ္စည်းအားအနောက်မြောက်ဘက်ရှိမဟာဗုဒ္ဓဝင်ပြာခန်းတွင် ပြုလုပ်ကြောင်းသိရပါတယ်။အခမ်းအနားတွင်မြန်မာတနိုင်ငံလုံးဆိုင်ရာဓမ္မစကူးဖောင်ဒေးရှင်းဘိုဥက္ကဋ္ဌနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့တွဲဖက်အကျိုးတော်ဆောင်ဆရာတော်ဗတ်ထန်နာသီရိကေစနာကသင်တန်းအောင်မြင်ပြည့်မြောက်မှုအတွက်ဝမ်းမြောက်အနုမောဒနာစကားမှတ်ကြပါရစေ။ အဲ့ဒီနောက်ဘန်နာတော်ဒိန်းကောပကအဖွဲ့ကူစားအလေးကျသဘာဝတည်ဦးတောင်းစိန်ဦးကသင်တန်းနည်းပြဆရာများအားဂုဏ်ပြုလက်ဆောင်များပေးရပြီးကောပကအဖွဲ့ဝင်များကသင်တန်းတွင်ဆွေးရရှိတဲ့သင်တန်းသားသင်တန်းသူများကိုဆုများအတီးတီးပေးရကြည်မြင်ကြပါတယ်တင်နန်းကိုမတ်လ31ရက်မှဧပြီ10ရက်ထိဖွင့်လှစ်တင်ကြခဲ့ပြီးចောင်းသားចောင်းသူ58ဦးတက်အောင်မြင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့စေကြီးခနောက်တို့မြို့နယ်တွင် ငလင်ဘေးရန်ရဲ့အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေတဲ့တည်င်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခနောင်တုံမြို့နယ်တွင်မိုးလေဝသနှင့်ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ဝေတဲ့မြင်းငလင်ဘေးရနေကျွတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာဆောင်များကိုဧပြီ10ရက်ညနေ၄နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများဌာနဆိုင်ရာများရဲတပ်ဖွဲ့ဝင်များ မိသက်နှင့်ကြက်ချိန်ဤသူနာပြုတက်ဖွဲ့ဝင်များပါဝင်တဲ့ဌာနဆိုင်ရာပူပေါင်းအဖွဲ့ကစိတ်ကြီးအရှိရွက်ရှိရွှေရန်ကုန်စက်တဲ့ရည်ရင်တမန်ကိတ်ဤတွင် ပြည်သူများလက်ဝဲအယောက်စနစ်တကျဖြန့်ဝေကြကြောင်းသိရပါရှင်ဒီသတင်းကိုတော့ဝေရန်ကပေးပို့လာတာပါထမတင်ဆက်ပြီးမှာကတော့ YRDC အသီးပေးရှင်လင်းဝဲနှစ်မြင်းဆောင်2025ပြုလုပ်တဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရီးသွားပြည်သူများအနေဖြင့်မြို့ရင်းနယ်ဝေးခရီးသွားလာရာတွင်ဘေကင်းလုံခြုံပြီးအဆင်ပြေချုံးမွေစွာသွားလာနိုင်စေရေးအတွက်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှဆောင်ရွက်ပေးလျက်ရှိတဲ့ဝန်ဆောင်မှုလုပ်ငန်းများနဲ့ဆက်လင်းပြီးမီဒီယာနဲ့တွေ့ဆုံကပြည်သူများထံသို့အသိပေးရှင်းလင်းပွဲနှင်းမြင်းဆောင်2025ကို ဧပြီ10ရက်မော်လယ်ပိုင်းကရန်ကုန်မြို့တောင်မွေမြို့နယ်လေးတောင်ကန်လမ်းမကြီးပေါ်ရှိရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRDC ရုံးအစည်းအဝေးခန်းမှာပြုလုပ်ကြောင်းသိရပါဗျာ။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသေယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRDC မှတွဲဖက်တွင်ရမှုဥလျံကျင်မကငလင်ဘေးသင့်ပြည်သူများအတွက်နိုင်ငံတကာမှပေးပို့လူဒန်းသောကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသေယူပို့ဆောင်ရေးကဏ္ဍတွင်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများအားရှင်းလင်းပြောကြားပြီးကော်မတီဝင်တဲ့ဥက္ကမောင်ထွေးက တကြံကာလအတွင်း YMS ရင်လိုက်များပြည့်စွဲပြီးမဲ့အခြေအနေများကိုပြောကြားပြီးတရားလာကြသောမီဒီယာများရဲ့မေးမြန်းချက်များကိုပြန်လည်ဖြေကြားကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပူလာပါ။နောက်ထပ်တင်ဆက်ပြီးမှာကတော့အင်းစိန်မြို့နယ်တွင်ဇီဝိဒဌာနငါးလုပ်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းဒေသကြီးအင်းစိန်မြို့နယ်တွင်ဇီဝိဒဌာနငါးလုပ်ပွဲကိုဧပြီ17ရက်နေ့နဲ့ပိုင်းကဂျိုကုန်းအနောက်ရက်ကွယ်ငါးလုပ်ငန်းဦးစီးဝန်း စိတ်ကန်းသစ်စိတ်လံအမှတ်လေးရှိမျိုးတီဟာပြေဆုံးကုန်တင်ကုန်ချစိတ်ကန်းတွင်ပြုလုပ်ကြောင်းသိရပါဗျ။ငားလူပွဲတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းစောမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမြင့်မျိုးနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းဝင်များနဲ့မြို့နယ်အစဉ်ဌာနဆိုင်ရာတာဝန်ရှိသူများလူမှုရေးအသင်းအဖွဲ့ဝင်များရက်ွက်အုပ်ချုပ်ရေးမှုနဲ့ရက်ွက်နေပြည်သူများကငကျင်းရွှေဝါကောင်းရီတတောင်းကျော်ကိုစီဝိဒါဒါနာအဖြစ်မြေအတွင်းသို့လွှတ်ပေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇင်မင်းထိုက်ကပြပူလာတာပါ